ကင်မချီလို့ခေါ်တဲ့ချင်ဘတ်တွေဟာတရုတ်အစားစာလားကိုရီးယားအစားစာလားမင်္ဂလာပါယူသန်အန်တိန်မန်ပရိသတ်ကြီးအရှေ့အာရှမှာရာသီဥတုအေးတဲ့ဆောင်းတွင်းတွေအတွက်အစားစာကိုကြိုတင်စားနယ်ချင်ဘတ်ရိုက်တာဟာထောင်စင်းနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့အစားစာရင်ကျေးမှုတစ်ခုဖြစ်ပါတယ်ဒါပေမဲ့တောင်ကိုရီးယားနိုင်ငံကကင်မချီနဲ့တရုတ်ကဖောက်ချိုင်လို့ခေါ်တဲ့မုံညင်းချင်ဘတ်တွေဟာဘယ်နိုင်ငံကအရင်စတင်ခဲ့တာလဲဆိုတဲ့အငင်းပွားမှုကတော့နှစ်နိုင်ငံကြားထဲမှာတော်တော်လေးကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ပါတယ် ။တရုတ်နိုင်ငံကတော့သူတို့ရဲ့စားနယ်ဟင်းသီးဟင်းရွက်ချင်ပတ်စိန်နီဟာကိုရီးယားနိုင်ငံရဲ့သုံးနိုင်ငံခေတ်မတိုင်ခင်ကတည်းကရှိခဲ့တာဖြစ်ပြီးတမိုင်းရပိုရှိကြတဲ့ယဉ်ကျေးမှုရှိတယ်လို့ဆိုပါရီ။အဲ့လိုပါပဲတစ်ဖက်ကကိုရီးယားဘက်ကလည်းလက်ရှိလူသေများပြီးနေရပြေးရှားတဲ့ရာသာရှိတဲ့ဂိမ်းချီဟာဂါဂူရီယိုလို့ခေါ်တဲ့ခေတ်ကတည်းကစတင်ခဲ့ပြီးတရုတ်နီးလန်းနဲ့လုံးဝမတူတဲ့ကိုပိုင်ဟင်းပွဲတစ်ခုလို့အခိုင်အမာ ပြောဆိုခဲ့ပါရီ။အထူးသဖြင့်2023ခုနှစ်မှာဂိမ်းရှိပင်းစင်ကျင်းတဲ့ပတ်သက်ပြီးမျှဝေခြင်းတလေးဖြစ်တဲ့ ကင်မ်ချန်လို့ခေါ်တဲ့အရာကိုယူနက်စကိုကမ္ဘာအမွေအနှစ်စည်းမထည့်သွင်းခံရတာဟာကင်မရှိဟာကိုရီးယားရဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တယ်ဆိုတာကိုခိုင်မာစေခဲ့တာပါပဲ။